အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့တေယုတ်ဆောက်ပိုက်ဒဂွေရဲ့အညီအရင်းကပိုင်းလုံးလုတ်သွားလို့ပောက်ကွဲနေတဲ့ချစ်တူကောင်းမလေးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပြသပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေကြိုဆိုလိုက်ပါတယ်ဗျာအစားရတော့မြန်တဲ့ဖက်ကဘာမှမပြောတော့ဘဲနဲ့အကုန်လုံးဒီတိုင်းအေးအေးဆေးဆေးလေးပြီးသွားမလို့ပေါ့နော်ဒါပေမဲ့ရှင်မုံပြည့်ဒီနေ့တင်ထားတဲ့ post ရယ်ပြီးလို့ရှိရင်သူပြောတဲ့စကားတွေရယ်ဒီ အရင်ချိုင်းတော့လို့မတဲ့ဒီဟာကိုတင်ရတာပါဒီဟာကိုဒီဗီဒီယိုရိုက်ရတာပါဆိုတော့ညီမနဲ့သူနဲ့လမ်းခွဲထားရသည်73ရက်နေရမှာလမ်းခွဲလိုက်ရပါဧပြီ73ရက်နေရမှာလမ်းခွဲလိုက်ရပါ72ရက်နေညနေရမှာညီမအိမ်ပေါ်ကနေသူဆင်းပြီးတော့မှသူအိမ်ကိုသူပြန်သွားတာပါပြီးတော့မတဲ့နဲ့သူနဲ့ဆက်ပြီးတော့မှသူနဲ့ဆက်ပြီးတော့အတူတူနေဖြစ်သွားတယ်ဆိုတာသူ2024 6လပိုင်း24 25ရက်ကသူအိမ်ပေါ်ဆင်းလာတယ်အိမ်ပေါ်ဆင်းလာပြီးတဲ့အချိန်မှာပတ်စံလက်ထဲမှာတပြားမှမပါဘူးပတ်စံတပြားမှမပါဘူးပြီးတော့သူအိမ်ကိုမပြောင်းချင်ဘူးသူကသူတိုက်ခန်းခါပြီးတော့မှနေမယ်အခန်းရှာပေးပါအခန်းရှာမယ်ဆိုပြီးတော့အခန်းတူတူရှာပေးတယ် ူမှာပေးဖို့အတွက်ပတ်စံတစ်ပြားမှမရှိဘူးပတ်စံတစ်ပြားမှမရှိဘူးသူမှာသူလုံးဝအိမ်ကိုဆင်းလာတဲ့အချိန်မှာတက်စီခါတော့သူမှာပါမလာဘူးဆိုတော့ဟိုတယ်မှာနေရဒီအိမ်မငါးခင်ဆက်ကြပေါ့နော်တပတ်လောက်မှာဟိုတယ်မှာနေရဟိုတယ်မှာနေရစားရတယ်တောက်တယ်အဲ့ဒါကြီးအကုန်လုံးညီမပတ်စံနေပဲရှင်းခဲ့တယ်ညီမပဲပေးခဲ့တာပါပြီးတော့သူအိမ်ငါးမယ်ဆိုပြီးပြောတဲ့အချိန်မှာညီမအိမ်ရှာတယ်အိမ်ရှာပြီးတော့အိမ်ရသွားတဲ့အချိန်မှာသူအိမ်စာချုပ်ချုပ်ဖို့အတွက်လက်ထဲမှာပတ်စံတစ်ပြားမှရှိမနေဘူးသူ့အကူကဘန်ကောက်မှာသူ့ကိုဒီမှာသူအပ်ထားတဲ့ပတ်စံရှိရေပေါ့နော်သူ့ကဘန်ကောက်မှာရိုက်ကူးရေးသွားနေလို့ ပြန်လာတဲ့အချိန်ကျလို့ရှိရင်ဒီအိမ်စာတို့ချုပ်ထားတဲ့ပတ်စံကိုသူပေးပါမယ်ဆိုပြီးမှညီမကိုပြောပါတယ်။အဲ့ချိန်မှာညီမဒီတိတာရွှေတိုင်းမှာညီမရွှေလက်စွပ်တစ်ချက်သားကိုသွားရောက်ပြီးတော့မှညီမဒီအိမ်ကိုစာတို့ချုပ်ပေးပါတယ်။အိမ်စာတို့ချုပ်တဲ့အချိန်မှာတလောက်6သိန်းနဲ့အိမ်က6လပွဲစားကတလပြီးတော့အဒီပိုစစ်ကတလဆိုတော့အလုံးပေါင်း7လချုပ်ရတယ်။အဲ့ဟာညီမသူ့ကိုညီမပတ်စံနဲ့စိုက်ပြီးတော့မှချုပ်ပေးထားတယ်သူ့ကိုပြန်လာရင်ပေးမယ်ဆိုလို့အဲ့ကနေပြီးတော့မှသူတယောက်တည်းမနေရဲဘူးအဲသူတငယ်ချင်းတွေကိုသူသူခေါ်ထားမယ်ပေါ့နော်သူတငယ်ချင်းတွေမလာခင်မှာညီမကိုအတူတူနေပေးပါဆိုပြီးမှပြောတယ်ဒါပေမဲ့ဒီကြားထဲမှာအကြောင်းမျိုးမျိုးကြောင့်သူတငယ်ချင်းတွေဒီသူနဲ့အတူတူလာနေတဲ့အတွက်ကြောင့်မလို့ညီမနဲ့သူနဲ့အခုချိန်ထိအတူတူဒီအိမ်မှာရှိနေရတယ် ီအိမ်မှာရှိနေတဲ့အချိန်မှဒီလေညီမအလောက်ကရတဲ့ပတ်စံညီမရှာတဲ့ပတ်စံနဲ့ပဲစားတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲသုံးတယ်ညီမရှာတဲ့ပတ်စံနဲ့ပဲအားလုံးအိမ်ရဲ့မိသားအခအကုန်လုံးကစားညီမပဲပေးခဲ့ရတာသူ့ပတ်စံတပြားတစ်ချက်မှမကုန်ခဲ့ပါဘူးသူဒီညီမနဲ့အတူတူနေရဒီဒီနှစ်တွင်းမှာဒီနှစ်တွင်းမှာသူအလောက်သုံးခုသူကြောင့်ညာသုံးခုရှိရအဲသုံးခုရှိခဲ့တဲ့ဟာဒီလေညီမပတ်စံတပြားတစ်ချက်မှသူ့စီကမယူခဲ့ပါဘူးပြီးတော့အခုသူကပတ်စံပြန်တောင်းနေဆိုတော့သူယူထားတဲ့ပတ်စံကိုပြန်တောင်းလာပါညီမပြန်တောင်းနေဆိုတော့ဒါအိမ်က6လပြည့်သွားလို့နောက်ထပ်ချက်ဖက်ပြီးတော့မှ6လချုပ်တယ်အားလုံးပေါင်းအိမ်က14လစာ 6သိန်းနဲ့14လစာဆိုရင်84သိန်းရှိပါတယ်မီတာခကဒီတစ်နှစ်စာမီတာခတွက်လိုက်မယ်ဆိုလို့ရှိရင်10သိန်းကျော်ရှိရယ်အလုံးပေါင်း10သိန်းနဲ့ညီမတွက်ထားတယ်အဲ့တော့94သိန်းသူစီကရစရာရှိရယ်ဒါအိမ်မှာစားတာတောက်တာသုံးတာတွေဒီနောက်ဆုံးစကင်ကဲသူတောက်ဖို့ဝိဝယ်တာကစဆက်လိုက်ဝယ်တာကစညီမပတ်စံနေပဲညီမစိုက်ပြီးမှဝယ်ပေးခဲ့ရတာသူဒီလိုမျိုးသုံးနေရဒီလိုမျိုးတောက်နေရရညီမပတ်စံနေပဲညီမပေးခဲ့ရတာပါအဲ့တော့သူကသူ့မှာအတိုင်းပိုင်းရှိရယ်ဆိုပြီးတော့မှအခုမနေတော့ကကျတော့ပေးမယ်လို့ပြောတယ်ဒီနေ့ကျတော့လုတ်ချင်တာလုတ်တဲ့အခုတွဲကပြက်ကကြာနေပြီဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ညီမဖက်က နစ်နာပါလေ तू အဲ့လိုမျိုးပြောရတဲ့အတွက်ကြောင့်မလို့လေ73ရက်နေ့ထိညီမနဲ့တူနေဆက်သွယ်ရှိနေရယ်ဖုန်းမက်ဆက်တွေလည်းရှိနေရယ်စာတွေလည်းရှိနေရယ်73ရက်နေ့ညက်နေရမှာညီမကိုယ်တိုင်ပဲငါတို့တွေလမ်းခွဲစားရအောင်ဆိုတဲ့စာကညီမကိုယ်တိုင်ပဲပို့ခဲလိုက်တာပါဘာလို့လဲဆိုတော့ तू ဒီလိုမျိုးဖောက်ပြန်နေတာညီမမခံနိုင်လို့ပါညီမအိမ်မနေရယ်ညီမချက်တဲ့ထမင်းကိုစားတယ်ညီမလည်းအတူတူထမင်းတဝိုင်းနဲ့စားပြီးမှဂျင်သွားလိုက်အောင်မယ်ကိုကိုဂျင်သွားလိုက်အောင်မယ်တဲလေးကြီးဆိုပြီးတော့မှတခြားမိမအိမ်မှာသွားပြီးတော့မှအတူတူသွားအိပ်ပါတယ်ဒါတော့မှတယောက်ထဲနဲ့ဖောက်ပြန်တာမဟုတ်ပါဘူးရောက်ရောက်များဆိုတာ तू ဖောက်ပြန်ထားတဲ့ဟာတွေ तू ဖုန်းကိုညီမယူပြီးကြည့်ရတဲ့အချိန်မှာ အကုန်လုံးတွေ့ရပါတယ်အဲ့ဟာယူလဲညီမစီမှာအကုန်လုံးဓာတ်ပုံချိုက်ပြီးတော့မှတတ်တင်နေတကွာညီမယူထားပါတယ်နောက်ဆုံးဒီဧပြီ6ရက်နေ့မှာဒါသူ့အကုန်လုံးနဲ့သူအလူသွားလူတယ်ငလင်းအလူသွားလူတယ်အလူသွားလူပြီးတော့မှအိမ်ပြန်လာမယ်လို့သူပြောပါတယ်အိမ်ပြန်လာမယ်လို့ပြောပြီးတော့မှအဲ့ဒီမှာညီမနဲ့သူနဲ့ဒီလိုပဲသမီးစားအရာစကားများကြတဲ့အချိန်မှာစိတ်ဆိုးပြီးတော့မှဘလော့လိုက်တယ်စကားများလိုက်တယ်အဲ့အိမ်ကိုပြန်မလာဘဲနဲ့ဟိုတယ်မှာသွားပြီးတော့မှတခြားဆော့ကိုအိတ်ဖို့အတွက်ကိုခေါ်ပါတယ်အဲ့လိုမျိုးအိတ်ဖို့ခေါ်ထားတဲ့ဟာတွေ messenger မှာသူပြောထားတဲ့ဟာတွေစာတွေအားလုံးဒီလဲတက်တင်နေတကွာညီမမှာရှိပါတယ်ဟိုတယ်မှာလဲဆော့ခေါ်ပြီးတော့အိတ်တာလဲညီမမှာတက်တင်အကုန်လုံးရှိပါတယ် ဆိုတော့ तू ကအခုတအားတရားလုံလုံအားကြီးကြီးသူ့ဖက်မှာအတိုင်းဝိုင်းရှိတယ်ဆိုပြီးတော့မှညီမတို့အခုလိုမျိုးဖိနှိပ်တာအခုလိုမျိုးနိုင်ချက်စီနေလောက်တာယောက်ျားတယောက်ဖြစ်ပြီးတော့မှယောက်ျားတောင်းရင်ယောက်ျားမရှိဘဲနဲ့မိမလို့မိမရနဲ့အခုလိုမျိုးတွေ तू ညီမကိုပြောလို့ညီမဒီဟာကိုတင်ရခြင်းဖြစ်ပါတယ်ပြီးရင်သူနဲ့ဖုန်းပြောထားတဲ့ record တွေသူဒီပတ်စံတွေကိုပြန်ပေးမယ်ဆိုပြီးကတိခံထားတဲ့ record တွေဒီလည်းညီမ Facebook မေးဘဲဦးဆိုတဲ့အကောင့်မှာညီမ Facebook မှာညီမတင်ထားပါလေအဲ့ဒါတွေကိုလည်း ညီမဒီသူငယ်ရှိခဲ့တဲ့အချိန်မှာဖောက်ပြန်မှုလည်းမရှိခဲ့ဘူးတစ္ဆာမဲမှုလည်းမရှိခဲ့ဘူးညီမဖက်ကမိန်းမတစ်ယောက်ရဲ့တာဝန်ကိုကြည်အောင်အကုန်လုံးထုတ်ပေးခဲ့ပါတယ်မိန်းမတစ်ယောက်ထက်လွန်ကဲတဲ့တာဝန်တွေကိုကြည်ပြီးမှညီမပခုံးပေါ်မှာပဲတင်ထားပြီးသူ့ကိုကြွေးထားခဲ့ရတာငွေးထားခဲ့ရတာစကင်ကဲကစားအိမ်မှာစားဖို့တောက်ဖို့မီးဖို့ကြောင့်အကုန်လုံးအစားအစာရရကိုငွေးထားတဲ့ကလေးတစ်ယောက်ကလေးတစ်ယောက်ကိုပြုစုနေရတယ်လို့မျိုးညီမအတူအိမ်ပေါ်မှာတင်ပြီးတော့အဲ့လိုမျိုးထားခဲ့ရတာအဲ့လိုမျိုးထားထားရတာမှပဲသူကတခြားမိန်းမတစ်ယောက်တော့မကတော့မိန်းမရင်းနဲ့သူဖောက်ပြန်နေဆက်ချက်တယ်သူဆက်ချက်ထားတဲ့ဟာရစားညီမ Facebook အကောင့်မှာတင်ထားပါတယ်သွားကြည့်လို့ရပါတယ်ရှင် မိသားစုနဲ့သူ့မှာအတိုင်းဟိုင်းရှိတယ်မိသားစုရှိတယ်ဆိုပြီးအခုလိုမျိုးဖိနေတာကိုညီမမခံနိုင်လို့တို့ဒီဟာကိုတင်ရတာပါညီမအခုလိုမျိုးတင်ရတဲ့အတွက်လည်းအားလုံးဒီလိုမျိုးနားထောင်ပေးနေရကြည့်ပေးနေရလူတွေအားလုံးကိုလည်းတောင်းပန်ပါတယ်နိုင်ငံရေးမကောင်းတဲ့ခြေအရာဆိုင်အနောက်ချက်ဖြစ်သွားတယ်ဆိုလို့ရှင်လည်းမိသားဘက်ကအနုညွတ်တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်မိသားခုလိုမျိုးတင်ရတယ်ဆိုတာလည်းအယမ်းမခံစားနိုင်လို့အခုညညီမသူပြောထားတဲ့စကားတွေသူပြောတဲ့စကားလုံးတိုင်းစကားလုံးတိုင်းအကုန်လုံးဒီညီမစီမှာအကုန်လုံး record ယူထားပါတယ်သူဒီတရားဥပဒေအရသွားမယ်လို့သူပြောပါတယ်ဟုတ်ပါတယ်သွားပါရှင်ရပါတယ်ကြိုက်တဲ့လမ်းနဲ့သွားပါညီမဘက်ကလည်းအကုန်လုံးလုပ်ဖို့အဆင်သင့်ပါပဲညီမဘက်ကလည်းအကုန်ပြင်ဆင်ပြီးမှအကုန်လုံးလုပ်ထားပါတယ်လို့သူသွားရှင်တဲ့လမ်းကနေသွားပါတရားဥပဒေတိုင်းပဲဖြည့်ရှင်းရှင်းဘလုံးနည်းနဲ့ပဲဖြည့်ရှင်းရှင်းဒါပေမဲ့ညီမပတ်စံ ကိုသူယူသုံးထားတယ်ဆိုတဲ့ဟာကိုတော့တတ်တိန်နဲ့တကွာအကုန်လုံးရှိပါတယ်။သူကပြောတယ်စာချုပ်စာလမ်းနဲ့ယူထားတာမဟုတ်ဘူး။သူညီမဒီလိုမျိုးစိုက်ထုတ်ပေးထားတာ။စာချုပ်စာလမ်းမရှိဘူး။ပေးခြင်းပေးမယ်မပေးခြင်းမပေးဘူးဆိုတဲ့စကားတည်း။ယောက်ျားစကားမဟုတ်ပါဘူး။မိန်းမလို့မိန်းမရမိန်းမထမိန်ကခိုးစားပြီးတော့မှတိုက်ခါမရှိတော့ယောက်ျားအကျင့်စရိုက်နေဒီလိုမျိုးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့မိသားဖက်ကလုံးဝမခံနိုင်လို့ဒီဟာကိုတင်ရတာဖြစ်ပါတယ်။အခုလိုမျိုးပြောတဲ့ထဲမှာစကားအရင်ပြီးပါသွားရဲဆိုလို့ရှိရင်လည်းကြည့်နေတဲ့ကြည့်နေတဲ့လူတွေအားလုံးကိုတောင်းပန်ပါတယ်လို့မိသားကပြောချင်ပါတယ်ရှင်။အားလုံးကိုလည်းကျေးဇူးများကြီးလက်တင်ပါတယ်ရှင်။